အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ပွဲမှာတော့အာဆင်နယ်သင်းကဝဟန်းသင်းကို2-0အမှတ်နဲ့အနိုင်ယူပြီးတော့မှဇယားထိပ်ကိုရောက်ရှိသွားခဲ့ပေမဲ့ဖြစ်ပါတယ်ထို့တူပဲမန်ယူအသင်းကလည်း2-0အမှတ်နဲ့စန်တာလန်အသင်းကိုအနိုင်ယူပြီးတော့မှဒါအဆင့်30အတွင်းမှာတော့ပြန်လည်ပြီးရောက်လာခဲ့ပေဖြစ်ပါတယ်မန်ယူကအဆင့်8မှာရှိနေပါတယ်ဆိုတော့ဒါကိုကြင့်ကျွန်တော်ကဘာကိုပြန်ပြီးတတိယနေတယ်လဲဆိုတော့ဟို60 90ခုနှစ်2000ပတ်ဝန်းကျင်မှာအာအာဆင်နယ်နဲ့မန်ယူရဲ့ ဒါပြိုင်ဖက်တွေပြတောက်လျှောက်နှွှမ်းမိုးလာခဲ့တဲ့နှစ်တွေကိုပြန်ပြီးတတိယစီပါတယ်။အာဆင်နယ်ကတော့ဒါ90 90ဝန်းကျင်နေပြီးတော့2003အထိဒါဖလားတွေကိုရယူနိုင်ခဲ့ပါလေပရီးမီးယားလိမေဂျာဖလားတွေကိုရယူခဲ့ပါလေအဲ့ဒီနောက်ပိုင်းမှာလည်းအမ်ဒါမန်ယူကလည်းမန်ယူကတပြန်အာဆင်နယ်ကတပြန်နဲ့ဖလားယူခဲ့ကြတာပေါ့နောက်ပိုင်းမှာတော့2005 2006 2006ကျော်သွားတဲ့ခါမှာတော့မန်ယူခစ်ကိုရောက်သွားပါတယ်မန်ယူကတချန်ပီယံလိဖလား၃လုံးတွေပါရပြီးတော့မှာ ော်တော်လေးကိုအောင်မြင်ခဲ့တဲ့နှစ်တွေတော့ကျွန်တော်ဆိုရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီအကြောင်းအရာတွေကိုတွေးကြည့်တဲ့အခါမှာအာဆင်နယ်ဒါဒီနှစ်မှာဖလားရခဲ့ရင်မန်ယူကလည်းနောက်နှစ်မှာပြန်ပြီးတော့မှဖလားတွေပြန်ပြီးသိမ်းပိုက်လာနိုင်တယ်ဆိုတာပါပဲဆိုတော့မန်ယူကလည်းလက်ရှိလူစင်းရအဆိုးကြီးတော့မဟုတ်ဘူးဒါကြောင့်မလို့အာဆင်နယ်ဒါဖလားအောင်မြင်မှုတွေရခဲ့မှာဆိုရင်မန်ယူကလည်းတခစ်ပြန်လည်ပြီးရောက်ရှိလာနိုင်တယ်ဆိုတာကိုကျွန်တော်ကစိတ်ကူးရင်ထင်မြင်မိတာဖြစ်ပါတယ်ဆိုတော့ပရိသတ်တို့ရော အဘလုတ်ထီမီယူစားလဲကောမန့်မှာရေးပေးခဲ့လို့ရပါတယ်လက်ရှိမှာတော့အာဆင်နယ်တင်းရလူရင်းအားအကောင်းဆုံးအနေဒါခြေစွမ်းကလည်းတကယ်အကောင်းကြီးမဟုတ်ပေမဲ့အသင့်တဲ့အနေထားနဲ့နိုင်ပွဲတွေဆက်ခဲ့ပါတယ်ထို့တူပဲမန်ယူကလည်းခြေစွမ်းကအရင်ကြီးစွပ်ပြတ်တက်နေတာတော့မဟုတ်ပေမဲ့နိုင်တဲ့ဘွဲတွေတော့အနိုင်ယူပြီးတော့မှ ခီးဆက်နေတဲ့အသင့်ဖြစ်ပါတယ်ဆိုလာမယ့်ပွဲတွေမှာအာဆင်နယ်ကတောက်လျှောက်နိုင်ယူပြီးတော့ပရီးမီးယားလိဂ်ဖလားတာပြန်ရခဲ့မှဆိုရင်မန်ယူအနေနဲ့လာမယ့်နှစ်တီမှာလဲဆိုတော့သူတို့နှစ်သင်းကတော့ တူတင်ကိုတင် ခစ်တည်တဲ့ရှိခဲ့ဒါမလို့အာအာဆင်နယ်နဲ့မန်ယူခစ်ပြန်ရောက်လာမလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းပါတယ်ဆိုပရိသတ်တို့ရဲ့ team view စာချက်တွေ comment မှာရေးပေးခဲ့လို့ရပါတယ်နောက်ထပ်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် video မှာပြန်တွေ့ကြပါမယ်